ဒေတာခံတွေကတော့တောင်တုံးလုံးဖျားလို့ခေါ်ကြတယ်အရှိကိုဆက်ထွက်လိုက်မယ်ဖျားရဲ့မျက်နှာတော်ကိုတွေ့မြင်ရတော့ပါမယ်ကြည့်ပါဦးဘလောက်တက်ပေးလိုက်တယ်ဖျားရဲ့ညံတော်အမြင့်က255ပြီး6လက်မှရှိပါတယ် ခရီးတော်မှန်ဘလူးနဲ့တေချာလေးကိုဖူးမြော်နေပါတယ်အဖေနဲ့အမေကတော့ကြိုက်ထူမျိုးရဲ့ရှုခင်းနေကျန်တဲ့တကူကြီးဖျားလေးကိုမှန်ချောင်းနဲ့ကြည့်နေရဖြစ်ပါတယ်တယောက်ကတော့900ပေးရတယ်ပေါ့နော်ကြည့်ရှုခအနေနဲ့လीတကယ်တော့ဂေါတမဗုဒ္ဓမြတ်စွာဘုရားကြီးကိုနှစ်ကြိမ်မြောက်လာရောက်ဖွင့်မြှောက်ခြင်းဖြစ်ပါတယ်ဒါကမနီးရလာခဲ့တာပေါ့နော် ညနေဆောင်နေပြီးမိုးကလည်းရွာနေပါတယ်ဒီလိုကြည့်မယ်ဆိုရင်နေတယ်လို့ထင်ရပေမယ့်လေကားထစ်ပေါင်းတရာကျော်တက်ရအောင်ပါပါအဲတော့နောက်ရမထလာဖို့မယ်ဆိုပြီးတော့တောင်ချရနေပြီးဖုံးခဲ့ပါတယ်ဆက်ပြီးတော့ကြိုက်ပေါ်လို့မစ်ရှင်တော်ဖျားကိုခုမှဖြစ်ပါတယ်မရှင်တော်ဖျားလို့ကြိုကြားခြင်းကတော့ဒီလက်ရပဲပေါ့နော် အာနှစ်ထင်းတော့မှာမိရှင်เจ้าအောင်ဆိုပြီးတော့မှတ်သားရပါတယ်အမေကတော့အလှငွေ9000ကျင်းလူရင်ခဲ့ပါတယ်ဒီဖျားပတ်ရုံထဲမှာပဲရှိတဲ့တဏှာဤမဟာဘောဓိစီတီတော်ကိုဆက်လက်ဖွင့်ပြခဲ့ပါတယ်။

သေးတဲ့နေရာကိုပြင်ခဲ့တယ်။လာမင်းကြီးကလည်းတာနေတယ်။ဒါလေးကကျိုက်ထိုဟိုတယ်ဖြစ်ပါတယ်။သူကလုံချင်းအိမ်လေးပေါ့နော်။ဆစ်စရာဝေယုံတော်လေးလေးရှိရဲ့ ၃ရောက်တခန်းပေါ့နော်တည့်ရတန့်ရှင်မှုရှိတယ်မနှက်စာလည်းပါတယ်တနေ့ကို8000ကျက်ပေးရတယ်အရန်ဟူတန်ပါတယ်၂နှစ်ရောက်ခန်းဆိုရင်တော့6000ကျက်ပေးရတယ်လို့သိရတယ်နောက်တစ်ခါပြန်တွေ့ချင်ပါသေးတယ်ရွှေကြိုက်ထူဟိုတယ်နဲ့ကြိုက်ထူမြို့ကြီးရေအားလုံးမတက်တာ